ရုရှားနိုင်ငံသား၏ဝင်ကြီးဌာနကနေပြီးတော့ကာရစ်ဘီယံပင်လယ်ထဲမှာအမေရိကန်ပြည်ထောင်စုကမူရစ်စေဝါတိုက်ဖျက်ရေးအထွေစစ်အင်အားသုံးနာကိုလွန်ခဲ့တယ်လို့ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ဒါ့အပြင်ဗင်နီဇွဲလားခေါင်းဆောင်ပိုင်းကိုလည်းအခိုင်အမာထောက်ခံကြောင်းထပ်မံပြောကြားလိုက်ပါတယ်။ ရုရှားနိုင်ငံသားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူမာရီယာဇာခါရိုဗာကသူတို့ရဲ့ဝက်ဘ်ဆိုက်မှာမှတ်ချက်ပြုရမှာမူရစ်ဖေဝါတိုင်ဖျာရေးလုပ်ငန်းတွေလှုပ်ဆောင်တဲ့နေရာမှာလွန်ခဲ့တဲ့စစ်အင်ဟာကိုအတုံပြုတာကိုကျမတို့ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။ဒီလိုလှုပ်ဆောင်ချက်တွေဟာအမေရိကန်ရဲ့ပြည်တွင်းဥပဒေရောနိုင်ငံတကာဥပဒေရဲ့စံနှုန်းတွေကိုပါချိုးဖောက်နေတာပဲလို့လည်း၎င်းကထောက်ပြခဲ့ပါတယ်။အမေရိကန်ဟာမကြတဲ့မီလေးတဲ့အတွင်ကာရစ်ဘီယံနဲ့အေရပစိဖိတ်မှာတိုက်လီယင်တွေစစ်တင်ဘောတွေနဲ့စစ်တောင်းထောင်ပေါင်းများစွာကိုချထားပြီး စစ်အင်အားအများအပြားတိစော့ထားတာပါအခုစစ်စင်အေးတွေမှာလှေဆက်သစီကိုပြင်မှတ်ထားခဲ့ပြီးလူ60ပဲဦးတေဆုံးခဲ့တယ်လို့လည်းသတင်းတွေမှာဖော်ပြထားပါတယ်ဆာခါရိုဘာကရုရှားအနေနဲ့ဗင်နီဇွဲလားခေါင်းဆောင်ပိုင်းကသူတို့ရဲ့အမျိုးသားအချုပ်အခြားအာဏာကိုကာကွယ်ရမှာကျမတို့ရဲ့ခိုင်မာတဲ့ထောက်ခံမှုကိုအတည်ပြုပါတယ်လို့လည်းပြောဆိုခဲ့ပါတယ်နှစ်ဖက်နှစ်ဆက်နှစ်ခုနှစ်ကယူကရိန်းကိုကျူးကျော်ခဲ့တဲ့ရုရှားရဲ့အခြေအနေဟာနိုင်ငံတကာရဲ့ရှုတ်ချမှုကိုခံနေရတဲ့ကြားကဒီလိုထုတ်ပြန်ချက်ထွက်ပေါ်လာတာပါ။ ဒါဘင်ရုရှားသမ္မတပူတင်နဲ့ဗင်နီဇွဲလားသမ္မတမာဒူရိုတို့ဟာပြီးခဲ့တဲ့မေလကမော်စကိုမှာမဟာဗျူဟာမြောက်မစ်ဖက်သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ကြတာလည်းမှတ်သားရပါပဲမာဒူရိုကတော့အမေရိကန်ကသူ့ကိုယာဒူးကနေဖျက်ရှားဖို့စ조사နေတယ်လို့စွပ်စွဲနေတာကြပါပြီ